ထူးထူးဆန်းဆန်းအင်အားတွေဝတ်ပြီးတော့တတော် solo fashion ဘရင်ဖြစ်တဲ့နာမည်ကြီးလာတဲ့ကိုတန်းထိအောင်တတော်ကိုတာမန်လူလို့မဆော်ဘဲနဲ့ထူးထူးဆန်းဆန်းပုံစံနဲ့စော်ပြလို့လူပြောများနေရကတော့တတော်ဆယ်လေးကိုတန်းထိအောင်ပါကိုတန်းထိအောင်ကတတော်ဘမပတ်စံနဲ့ရင်တန်မိုးရင်ငါစိမ့်နေစသဖြင့်ထူးထူးဆန်းဆန်းမိဖို့ကြောင့်သောအင်အားတွေကိုအလှမယ်တယောက်လိုဝတ်စင်ကတတော်စော်ပြီးမှနာမည်ကြီးလာတာဖြစ်ပါတယ်အလုံးတိကြတဲ့အတိုင်းအခုချိန်မှာတော့ internet social media တနေ့တခြားခေတ်ဆောင်းလာပါတယ် ဒီလိုအင်တာနက်ဆိုရှယ်မီဒီယာထက်မှနာမည်ကြီးကဆယ်လီဖြစ်သွားပြီဆိုရင်လည်းဘဝတစ်ခုလုံးပြောင်းလဲသွားတော့နိုင်တဲ့အင်တာနက်လို့ဆိုရှယ်မီဒီယာထက်ကစွမ်းကောင်ကြီးမားပါရနော်ထို့သဖြင့်တော့အယူသားတဲ့မဝင်ကြီးရေကဲလို့တင်လေးကိုဆိုင်စော်စားရင်ဆယ်လီတွေဟာဆိုရင်လည်းအင်တာနက်မီဒီယာတွေပေါ်မှာနာမည်ကြီးကရင်းနှီးစားတော့ဖို့ငွေကြေးရင်းနှီးတချို့ကရကဘဝပြောင်းလဲသွားတာပါ Facebook ဆယ်လီဖြူဖြူချွေးဟာဆိုရင်လည်း အင်တာနက်မှာဂျွန်းထိုးပြီးမှကြီးကြီးတန်ချမ်းသာကျင်ဝတဲ့တထင်းမကြီးဖြစ်သွားတာဖြစ်ပါတယ်ဒီလိုအင်တာနက်ကိုအမိသဟင်းပြုပြီးချမ်းသာကျင်ဝသွားတာကြောင့်လည်းခုခါမှာတော့လူတော်များများဟာအင်တာနက်ကိုအမိပြုကနမိတ်ကြီးအောင်လုပ်ဖို့ကြိုးစားလာကြပါတယ်တခါတရံမှာနမိတ်ကြီးညပညာရှင်တွေမဟုတ်ပဲတာမန်လူရင်းခြားထဲမှာအမှုပညာရေးသူတွေရှိသူတွေပရိသတ်တွေကိုဖျော်ဖြေမှုရတာပေးနိုင်တယ်ရပုံးသည်အမှုပညာရှင်တွေလည်းရှိတာမဟုတ်လို့ဒီလိုလူတွေကနမိတ်ကြီးလာတာပါ အထင်ရှားဆုံးဥပမာကိုပြရမင်းဆိုရင်ပညာလှုပ်လို့ရင်မြန်မာနိုင်ငံကနာမည်ကြီးအမှုပညာရှင်နေဆူရီတိုင်းတပုံစံလေးလဲလုပ်နေတာကခလုံးပင်ရေကိုဦးပါပဲကိုဟာမိဖို့ကြောင့်နေဟင်းချက်တဲ့ဖြစ်စင်းနေနေပဲနာမည်ကြီးအမှုပညာရှင်နေပုံစံတိုင်း cosplay ပုံစံလုပ်ရင်းနေနာမည်ကြီးလာတာဖြစ်ပါရင်ခုဆိုရင်ခလုံးပင်ရေကိုဦးဟာခုဆိုကြောင်ကြောင်ရင်းရကတော်တော်လေးကိုဆင်ပြေနေပါပြီနော်အခုကမှလည်းခလုံးပင်ရေကိုလိုမျိုးပဲတိတော်မှာထူးခြားတဲ့ပုံစံနဲ့ကိုတန်းထင်အောင်ကနာမည်ကြီးနေတာလေးဖြစ်ပါရင်ကိုတန်းထင်အောင် တို့လူရင်းစိတ်ဝင်စားဗီဒီယိုစောင့်မာရုံကပြောခဲ့သလိုသူတို့ချာချာပစ္စည်းတွေနဲ့ဆင်းမြန်းကတတော်ဆော့နေကြတာပါတခါလေကိုတန်းထင်အောင်အတဲတိမဲ့စိတ်လေးကိုခန္ဓာကိုယ်မှာဝတ်ဆင်ထားသလိုတခါလေဆိုရင်ငါးစိတ်တွေကိုတစ်ကိုယ်လုံးချိတ်ဆွဲထားပါတခါလေကိုတန်းထင်အောင်ဟာသူတို့ချာချာပင်ရတွေ base game mode နဲ့သူရဲ့ခန္ဓာကိုယ်မှာဝတ်ဆင်ထားတာပါတခါလေဆိုရင်ပန်းပင်နဲ့တဘာဝမျိုးပေါ်ကြောင့်သောပစ္စည်းတွေကိုအတုံးဖြူကအလားဆင်ထားတာပါဒါကြောင့်လေကိုတန်းထင်အောင်ရဲ့တတော်ကိုကြည့်ရှုတဲ့တိုင်းကတဝါဝတဟာဟာနဲ့ရင်မောနေကြပါရင် ကိုတန်းထင်းအောင်ဟာဒီလိုတမင်းစာတက်တော်လေးတဘုံရဖို့ကိုမင်းစူးစမ်းပြင်ဆင်ထားရလို့ဆိုရတယ်။သူဖြစ်တော့ကိုတန်းထင်းအောင်ရဲ့ပင်းဝတ်စုံဆိုရင်ပင်းရတကောင်ချင်းစီကိုခေါဝင် ပုံစံတစ်ခုလိုမျိုးဆင်းမြန်းလိုက်တာပါ။ငါးရီဘီစကစ်တွေတည်ရတိဝတ်စုံနေဆိုရင်လည်းအချိန်ရောလို့ပါ။ဝေချင်းကစကုန်ခံကပရိသတ်တွေကိုဖြောပြမှုရတာပင်းနေရပါ။တကယ်ဆိုရင် ကိုတန်းထင်းအောင်မျိုးပေါ်မှာပတ်စံရှိသူမဟုတ်ပါဘူး။တာမန်ချင်းရွာလေးကလောလောဆာတို့ဖြစ်တယ်လို့သိရတော့ဒါပေမဲ့လည်းတက်တော်ဆိုရင်လည်း တို့ရဲ့ဝါသနာကိုအလင်းထားကပရိသတ်တွေကိုဖြောပြမှုရတာတစ်ခုစီပေးနေရပါကိုတန်းထင်းအောင်ကတနိုင်မြားလေးတော့တင်တော့တင်ဆက်နေတဲ့ပုံမှာတချို့ကလည်းကိုတန်းထင်းအောင်ဟာခလုံးကိုတို့လိုမျိုးဆယ်လေးဖြစ်ချင်နေတဲ့ဆယ်လေးယူနေတဲ့ light တွေဆိုပြီးတော့ဝေဖန်မှုတံကိုလည်းတော်တော်လေးကိုခံနေရတာပါဒါပေမဲ့လည်းကိုတန်းထင်းအောင်ကသူ့ရဲ့ဝါသနာလေးတွေကိုမစုံလွန်နိုင်ပါဘူးဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောထူးထူးခြားခြားပုံစံနဲ့တင်တော်ဆော်တဲ့ကိုတန်းထင်းအောင်ပေါ်မှာမိမိတို့ရဲ့မျိုးရင်းလေးပြောသွားကြပါအောင်ရှင်